ပင်ကအပင်တွေမှာပျောစိတ်တွေကပ်နေပြီဆိုရင်ဒီနည်းနည်းနဲ့ရှင်းလို့ရပါတယ်။တနွေးမဟုတ်ဒုမဟုတ်ဒီချဘူးခောက်ကိုအသုံးပြုမှဖြစ်တာကြောင့်နှစ်ခုလေးကတစ်ခုရှိရင်အဆင်ပြေပါတယ်။ဗီဒီယိုလေးမစခင်မှာကျွန်တော်တို့ရဲ့ YouTube channel နဲ့ TikTok လေးကို like subscribe follow လေးလုပ်သွားပေးကြပါအောင်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။နောက်တစ်ခုလိုတာကတော့ဆက်ပြာကြီးပါ။နေရာမှာဆက်ပြာကြီးကိုထည့်ရတဲ့အကြောင်းရင်းလေးကိုရှင်းပြပေးသွားပါမယ်။ ။သဘာဝပိုတက်စီတွေပူပြေးစီတွေလုပ်တဲ့အခါမှာစက်ပြာစီကိုထည့်ခြင်းရွေချက်ကတော့ကျွန်တော်တို့ပေါ်ဆက်လိုက်တဲ့ဒီရှေးတွေကိုပေါ့နော်။ပန်းမင်ရဲ့အရွက်ဒီပုံမှာကတ်တွဲဖို့အတွက်စက်ပြာစီကိုထည့်တဲ့သဘောပဲဖြစ်ပါတယ်။ရေတန်တလီတာလားဖြောင်းနီးလေးကိုပဲပြပြပေးသွားမှာဖြစ်ပါတယ်။ရေတန်တလီတာလေးကိုကျွန်တော်တို့ရေဖူးခေါင်းမို့တော့ဟောစနေမို့ပေါ့နော်အစင်ဒီယာတစ်ခုခုကိုတစ်မျိုးပဲတုံးပါတစ်မျိုးကိုကျွန်တော်တို့လက်ဖက်သားဆုံးပေါ့နော်လက်ဖက်သားဆုံးလေးတစ်စုံတော့ထည့်ပါ အပြာသေးကိုလည်းလက်ဖက်သားဆုံးတစ်စုံတော့ထည့်ပါမယ်။သေးလေးတွေပျော်ဝင်နှက်ဆက်တော့အောင်ဘူးလေးကိုဖုံးပိတ်ပြီးလှုပ်ခါလိုက်ပါ။ပြီးရင်ကျွန်တော်တို့တနားရီနားရီတော့ထားပါမယ်။ရလာတဲ့အစီကိုကျွန်တော်တို့အပင်တွေကိုဓာတ်ရိုက်ဖြန်းတာမျိုးဖြစ်ဖြစ်တပင်လုံးဖြန်းတာမျိုးဖြစ်ဖြစ်အကုန်လုံးလုပ်လို့ရပါတယ်။ဓာတ်ရိုက်ဖြန်းတယ်ဆိုတာပျောစိတ်တွေကိုဓာတ်ရိုက်ဖြန်းတာမျိုးလုပ်လို့ရပါတယ်။ပျောစိတ်တွေပြေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျ။ပျောစိတ်တွေမလာအောင်နောက်ပြီးတော့လုပ်လို့ရတဲ့နည်းတစ်နည်းကိုပြပြပေးသွားပါမယ်။ ီဂျီဖူးခေါမုတ်နဲ့ဒီဘောနော်စနေမုတ်ကိုပေါ့ကျွန်တော်တို့ပန်းအိုးလေးထဲမှာဖြူပေးထားခြင်းအပြင်ပျောစိတ်တွေပန်းအိုးထဲကိုမလာအောင်လည်းကာဝယ်ပေးနိုင်ပါတယ်။အိုးထဲကိုဖြန်းနိုင်တယ်လို့အိုးရဲ့အပြင်ဘက်ကနေပြီးတော့လည်းဖြူထားပေးလို့ရပါတယ်။ခုနကပေါ်သတာရဲ့ဆေးရည်ကိုတော့မနှက်စောစောတူမဟုတ်ညနေဆောင်နေတာဖြန်းပေးပါ။ဖြန်းတဲ့အခါတပင်လုံးဖြန်းလို့ရပါတယ်။ဘာလို့ဖြန်းခဲလဲဆိုရင်မနှက်စောစောနဲ့ညနေပိုင်းဖြန်းခဲလဲဆိုရင်နေပြင်းတဲ့အချိန်မှာဖြန်းတယ်ဆိုရင်ရွက်လေးတွေလောင်လာမျိုးဖြစ်နိုင်ပါတယ်။ဒီပမာဏလာအများကြီးလဲ ရွက်လောင်လာမျိုးဖြစ်တတ်ပါတယ်ဘယ်လိုမျိုးလဲဆိုတော့ရွက်လေးလိမ့်လာရဲဆိုရင်တော့ကိုဆက်တဲ့လက်စေးပမာဏအများကြီးရဲ့လို့သိရမှာပဲဖြစ်ပါတယ်အဲ့ဒီကစေးပမာဏကိုရှုပ်ဖို့လိုပါတယ်ဘယ်လိုမျိုးမှာအဖြစ်များလဲဆိုရင်အပင်ငယ်တဲ့အပင်တွေမှာအဖြစ်များပါတယ် DB လေးကအသုံးဝင်နေဆိုရင် comment မှာ yes လို့မှန်သွားပေးကြပါအောင်ဗျာဒီမီနိုရဲ့တွေ့ကြုံလေးတွေကိုလည်းမျှဝေပေးတော်လို့ရပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ဒိန်းလက်တင်မှာစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အုံနံမုံနဲ့အုံထက်ပစ္စည်းတွေသဘာဝထုတ်ကုန်ပေါင်း90ကျော်ရရှိနေပါတယ် ဗန်နံပါတ်9686 4866မှာဝေယျရရှိနိုင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ